ချင်းထုတ်ပါဘူးသူ့ကိုကျွန်တော်လွတ်ပေးတာလွတ်ပေးတာလွတ်ပေးတာသားတောင်းကျဲနေပြီကိုမအဖေကကီလီပြတ်တော်ကိုထားပြပြီးတော့လိုက်လာဘာလဲတူတူပါပဲဖေ့ချီရလိုက်နေတယ်စင်ပြင်းနေပါနောက်ပြောင်းကိုချာလေးကဘယ်လိုမလုပ်နေလဲနောက်နေတယ်အမတျုပ်ကျုပ်ကျုပ်ကျုပ်ဆက်လေးပေါ့အေးဆုံးရန်စိတ်လို့ရှားတယ်ကျွန်တော်ကမိုးတွင်းလည်းဖြစ်တယ် မလာမအောင်ရမ်းစိတ်ပူတယ်ဟုတ်တို့မရဘူးမလာမအောင်စိတ်ပူရမ်းစိတ်ပူတာပေါ့နော်ပြီးတော့ကျွန်တော်တို့နေရာကလည်းဒီနေရာမှာကျွန်တော်တို့လောက်ရတဲ့အခါကျတော့ပရိသတ်တွေမလာမအောင်စိတ်ပူတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အခုအမောပြေသွားပါတယ်အရင်လည်းကျေစုတင်ပါတယ်ရမ်းလည်းပြော့ပါတယ်ဖေပြောလို့ပါပါလေကျွန်တော်မေးပြောလို့ပါပဲကျွန်တော်တို့ဒီဘာလို့အော်တိုမိုးတဲ့ခါကျတော့ရာသီဥတုရှင်တွေကြောင့်ကျွန်တော်တို့အော်တိုမရခဲ့ဘူးအော်တိုမိုးတဲ့ခါကျတော့ကျွန်တော်စိတ်ပူရပါတော့ လူများပါမလားပေါ့လူလာပါမလားတော့ဟဲ့လူလာခဲ့ပြေးကြတဲ့အတွက်ပြည်သက်တွေကတကယ်ကိုဒီနေ့ကနိုင်လေဒီများကြတယ်အဓိကကျွန်တော်သွားရေးလာရေးကိုထည့်ထွက်တာပေါ့နော်အဓိကအဲ့ဒါပါပဲဟိုကျွန်တော်တို့တကယ်လူသွားများတဲ့နေရာကိုတွေ့တဲ့နေရာမှာဆိုရင်ဟုတ်ပြီဆင်ပြေမလားစိုးရင်စိတ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးတွေဖြစ်ခဲ့ပါတယ်ဆိုတော့အခုလဲဒါကျွန်တော်တို့ဒီအထီးကိုဟိုလာပေးကြရတကူတကဆိုတော့ကျွန်တော်အရန်ကျေးဇူးတင်ပါတယ်အော်မတင်ဘူးအားကြောင့်အရန်ပျော်ပါတယ် ကျွန်တော်တော့ငဲနေတာမထိတ်ထုတ်ပါဘူးသူ့ကိုကျွန်တော်လွတ်ပေးတာလွတ်ပေးတာလွတ်ပေးတာသားတောင်းကျနေပြီသူကအဖေကကီရီပြတ်တော်ထားပြတ်ပြီးတော့လိုက်လာသားလည်းတူတူပါပဲဖေ့ချီကလိုက်နေဖေ့တူသားလည်းဟုတ်တယ်သားအဖေယူကတော့ကျွန်တော်ကသူ့ကိုဟိုဘယ်လိုပြောလဲသူနဲ့ကျွန်တော်ဆုံသွားရဆရာကတော့နဲတယ်ပေါ့နော်အဲ့ဒီအခါမှာကျွန်တော်တို့ဒီစုံတဲ့ဆင်းလေးတွေမှာစုံတဲ့ဆင်းပါတယ်မဟုတ်ဘူးတခြားအရှိမကျွန်တော်ရိုက်တဲ့ဆင်းတွေအများကြီး တွေ့ရတဲ့ခါကျတော့ဟိုသူကတော့ဟိုစကားပြောမြန်တာလေးလောတာလေးအဲ့လိုလေးကြရင်သူ့ကိုဟိုတင်ပြပေးရလေးဆွဲခေါ်ပေးရလေးအများကြီးလုပ်ခဲ့ပါတယ်ကျွန်တော်တို့တကယ်ညီကိုရင်းနေလို့ပါတော့ကားထဲမှာလည်းကျွန်တော်တို့အရန်ဒီနောက်ဆုံးအန်နီလေးဆိုရင်လည်းဟိုသူရောအဲကျွန်တော်တို့ဒီဘက်ဟိုအတိုင်အကုန်လုံးပေါ့နော်ချိတ်ဆက်မိမိနဲ့ကျွန်တော်တို့လုပ်နိုင်ခဲ့တယ်အဲ့အတွက်လည်းအာဒါပါဝင်တဲ့တိုးဆောင်တွေအကုန်လုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဟုတ်ချာလီနဲ့ကျွန်တော်လည်းက တိတာကြာပြီပေါ့နော်လူငယ်လေးလေး6နှစ်ခွင်းလောက်ရှိပြီဘယ်ကမလဲ10နှစ်လောက်ရှိပြီ10နှစ်လောက်ရှိပြီကြာရင်တော့တိရဒါပေမဲ့အဲကျွန်တော်ပထမဆုံးဒီလူပညာလုပ်ပြန်လုပ်ခဲ့ချိန်မှာနေရတဲ့ကားမှာဘောဓမေတ္တာတူပေါ့နော်ဘာလို့လဲကြံကြံကားလေးပေါ့အဲ့ကားကလေးကကျွန်တော်ရဲ့လူငယ်ကမနရှင်ရှိရဲစကားပြေပြစ်တယ်ဆိုတော့ကျွန်တော်တခုဆိုတော့ဝေးရမယ်အင်ဂျီယာသားကြောင့်ကြာတယ်ကျွန်တော်မေးတယ် ကိုဂျာဝဲမှာဘယ်လိုလဲဂျာလီကအင်းကျွန်တော်ပြရတယ်အဓိကရိုက်နေချိန်မှာလည်းကျွန်တော်တို့ကပြောလို့တင်းနေပါတော့ဒါကြောင့်ဝီးဟောလုပ်ပါအောင်ကျွန်တော်ပြပါမယ်ဟုတ်ကဲ့အဲဘယ်နေရာမှာဘယ်လိုအရင်လေးတော့လိုက်ကင်မရာဘယ်လိုလူကအသာသူလက်ကျိုးတဲ့ခံလေးမှာဆိုလို့ရှိရင်သူတင်းစားနေတော့အဲကျွန်တော်ဝီးကိုကြည့်ဟာဒီမေးဟာအော်နော်နော်ဒူးစမ်းနော် တရားဥပမလိုက်အဲသူ့တော့နည်းနည်းတော့စူသွားတာပေါ့နော်သူ့စူသွားတဲ့ဘာနေလဲအများကြီးရှိတယ်အဲဘယ်လိုမှမသူကအနေနဲ့အဲ့လိုလေရှင်တမဆိုရင်ခုံပေါက်နေရခုံပေါက်နေခုံပေါက်နေသူ့ကြည်လိုက်အများကြီးဟိုက်ပါပြက်အဲသူ့ဆိုကျွန်တော်ပြပြထိန်းရတာပေါ့နော်ကျွန်တော်ဒီအလုံးမှာမယ်ကျွန်တော်တို့စိတ်ဝင်စားဖို့ကျွန်တော်ကဟိုဒီဒီ onsen နေမှာကြတော့နည်းနည်းဟိုနောက်ပြောင်လာတိတ်မကောင်းဘူးလေသူကနည်းနည်းအဲ့လိုနောက်တက်တဲ့အကျင့်လေးရရှိဒါသူ့ရဲ့အရင်နဲ့အကျင့်ပေါ့နော် ဆိုတော့အဲ့ဒါလေးလေးကျွန်တော်တို့ဝိုင်းထိန်းပေးတာပေါ့အဲ့တော့အခုလေတော်တော်လေးလေးပြင်လာပါပြီအဒီကားထဲမှာလေတော်တော်လေးစုကန်လိုက်ရတော့ဒီတော်တော်လေးရောစင်ပြင်းနေပါနောက်ပြောင်းကိုကြာလေးရဲ့ဘယ်လိုမြုပ်နေလဲနောက်နေတာဟဲ့လိုအဲကျွန်တော်ကတချင်းဆိုရယ်အရင်နေရပါဘာအဲ့မဒီနောက်ပိုင်းကတော့ကျွန်တော်ရဲ့ career အနေနဲ့ကကျွန်တော်ကျုပ်ဆောင်ပို့ပြီးတော့အာကျွန်တော်နဲ့ပို့လိုက်တယ်ပို့ပြီးတော့လေကျွန်တော်ကျုပ်ဆောင်ပညာပို့ပြီးယူတက်တယ်ပေါ့ ဆိုတော့ကျွန်တော်တချင်းအောင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဝါသနာပါလို့ဆိုရဲဝါသနာရှင်အစ်စ်မှာပဲကျွန်တော်ထားလိုက်တယ်ကျွန်တော်ဖွဲလိုက်တာပေါ့နော်အရင်ကျွန်တော်ဒါကြီးကိုစောင်းချပြီးမလုပ်တော့ဘူးကျွန်တော်အက်တာကိုကောင်းကောင်းတေးချကျွန်တော်လုပ်ကျင်တယ်အက်တာနဲ့ကျွန်တော်ပို့ပြီးတော့ကိုကိုကို comfortable ဖြစ်တယ်အဲကြောင့်ကျွန်တော်အက်တာလောက်အက်တာ line ကိုဝင်ပြီးရချိန်မှာကျွန်တော်ကအချင်းတိတ်မဆူဖြစ်တော့ဘူးဒါပေမဲ့ကျွန်တော်စိတ်ကူးပေါက်လို့တခါလေး move အရာဆိုချင်လာရှိရင်ကျွန်တော်ထထဆိုရဲအဲ့လောက်ပဲပေါ့နော်အခုလည်းဒီတစ်ချင်းလဲအဲ့အတိုင်းပါပဲ ်အချင်းလေးနားထောင်လိုက်တယ်ကျွန်တော်ယင်ထဲကိုကြည့်တယ်ဆိုကျင်တယ်ချက်ချင်းထားလုပ်ပြီးတော့ကျွန်တော်လုပ်ဖြစ်တာဟုတ်အချင်းနဲ့ပတ်သက်ပြီးအော်ရှိရအခုတော့ကျွန်တော်စဉ်းစားထားတာတော့အဲ့လိုပေါ့ဒီအခုလာမယ့်ဒီဇင်ဘာဆိုရင်ကျွန်တော်တပုတ်ထုတ်မယ်နောက်နောက်လတွေလည်းဟုတ်ဒီဇင်ဘာလောက်ဆိုကျွန်တော်တပုတ်ထုတ်မယ်ပေါ့အဲ့လိုမျိုးပဲကျွန်တော်ရာသီစာလေးတွေနည်းနည်းလုပ်ပြီးတော့ဟုတ်ကိုယ့်ရဲ့ကောင်းတဲ့အတန်လေးကိုအဲပြိတ္တတွေကိုနည်းနည်းလေးပြေးမယ်ပေါ့အရင်ချက်ပါရဲ့ဖိတ်ပေါ့အရင်ချက်ပါရဲ့ကိုတော့ ကအခုအရန်ဖုန်းလေးဆက်ကြရအပေးကြရလို့အရန်ကျေးဇူးတင်ပါတယ်ခင်ဗျာကောတောင်းတရားတယောက်အနေနဲ့လည်းဂုဏ်ယူပါတယ်ဟုတ်အာဖန်နန်နေလို့တီးတက်တော့မရှိဘူးပေါ့နော်အခုကတော့ဘာလို့ဆိုတီဟာဘူးပေါ့ဆိုတော့ကျွန်တော်အဲ့နာမည်လေးတော့တန်ဖိုးထားရယ်ဘယ်နာတော့တော့တီဟာဘူးကကြားတော့ကျွန်တော်တီဟာဘူးလို့ခေါ်လေးကျွန်တော်ကြိုက်တယ်အဲ့လိုလေးပဲထားပေးပါပေါ့ဟုတ်ကဲ့ဗျာဒီကအလူစေယုံမှာအလူလောက်တာတစ်ခါမှသားသွားပြီဆိုကြရတယ်တီဟာတက်သွားပြီနိုင်ငံရမင်းသားဘူးရတယ်တန်ဖိုးထားတယ် ကျွန်တော်တို့ကကရက်တာဟိုဟိုရုပ်ကိုအဓိကမကြည့်ပဲရွေးချယ်လိုက်တာပေါ့နော်။ तू ကလည်း तू ကအသက်အရွယ်အားဖြင့်ကျွန်တော်နဲ့ရမ်းကွာလေ။အခုဘယ်လောက်23 23ဆိုတော့ရမ်းကွာတဲ့ခါကျတော့သူ့ကိုဒီရွေးချယ်လိုက်တာပေါ့သူနဲ့လည်းဇက်ယုတ်လိုက်မဲ့ character လေးကျွန်တော်အငယ်ဘဝလေးလည်းရှိတော့အဲ့လိုရွေးချယ်လိုက်တာလို့ထင်ပါရဲ့အမေတရုတ်တရုတ်တရုတ်ဆက်လေးပေါ့တရုတ်ဆက်မနိုင်ပြောရည်လားအရင်ပြောအရင်လည်းအရင်လည်းပြောပါ ော့ကျွန်တော်တို့အရင်ကြိုက်ခဲ့ရတဲ့ဟိုးအရင်ကစ်ကကိုကျွန်တော်မမီတော့မမီခဲ့ဘူးပေါ့အဖေတို့ကစ်ကဒီဒီမင်သားကြီးဆွဲတုံရမင်သားကြီးနဲ့တူရပြောတော့ဟောဘယ်လိုပြောရင်ထဲမှာခြေနဲ့တယ်ဝမ်းသာတယ်ပီတိဖြစ်တယ်ဟောအရင်တချို့ဆိုရင်အတန်အားစားတူရလို့အဲ့လိုချစ်ကျွန်တော်ချစ်လို့ပေါ့နော်ပိုတူသွားရလို့ထင်ပါတယ်အိုးရင်တော့ကလူကြီးကြီးလေကျွန်တော်ရန်အားပေးကြတယ်ဘာလို့ကစ်ကမင်သားကြီးဝင်ဦးနဲ့တူရဆိုရအဲ့လေးလည်းကြားတော့ ဝမ်းသာဝမ်းသာ PT ဖြစ်မိပါတယ်ဗျ။ဟုတ်။အဒီတုတ်ဆောင်လာတော့ပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲဒီ runway ပေါ်ရောက်တဲ့ဟာလေကျွန်တော်အကုန်လုံးကြိုက်ပါတယ်။ဟောတချင်းနားတော်တော့အကုန်လုံးပေါ်တော့လူပညာပသက်တာတော်တော်များများတော့ကြိုက်တယ်။ဒါပေမဲ့ဒီဒီ Gunway မင်းသားကြီးလိုမျိုးတော့စွဲစုံစွဲစုံမရဘူးပေါ့နော်မရသေးဘူးပေါ့။ရအောင်တော့ကြိုးစားပါမယ်။ဟုတ်။အကျွန်တော်ဒီနေ့မုံမြင့်ဒီ Family တင်ကိုလာရောက်ပေးတဲ့တယောက်ချင်းစီကိုကျွန်တော်ဒီနေ့ကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။အကျွန်တော်တို့ဒီမိုးလဲ ကြွားနိုင်တယ်ပေါ့နော်ဆိုမိုးရဲလေးထဲမှာလာအားပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ကိုင်းမှာလည်းကျွန်တော်ညီကိုတွေရောဒီမုံမြင့်ပွက်သားတွေတယောက်ချင်းစီကိုဆက်ပြီးတော့ကျွန်တော်တို့အားပေးဝန်းရံကြဖို့ကျွန်တော်ဒီနေ့အနေအားလုံးကိုပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့အများကြီးကြိုးစားပါမယ်ကျေးဇူးများကြီးတင်ပါတယ်